ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ channel လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှလည်းဘယ်လိုဆန္ဒလေးကိုတင်ဆက်ပေးမလဲဆိုတာပရိသတ်များကနားဆင်အားပေးကြပါအောင်ရှင်။ဆန္ဒလေးမစတဲ့ခင်မှာကျမတို့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကဲဒါဆိုရင်တော့ဆန္ဒလေးကိုစလိုက်တော့မယ်နော်။ရှုပ်တရားဆိုတော့အောင်မောင်းလက်ဖြတ်သွားပါလိမ့်။ကြည်စံအစအကောင်တောင်သူ့လက်ထက်လေးရောက်ရော ကလေးရစိုးဝါကြီးငိုချလိုက်ပါလိမ့်။ လက်ကားရချစ်ကားရဖြင့်တွန့်လင်ဖြစ်လာပါတယ်။ဖြူနှုတ်သောတားကလေးတွေနီးမြန်းရဲတွက်လာပါတယ်။ဟဲ့တင်းထုံတောင်းကြည်စားမအောင်ဟဲ့အနည်းငယ်ဝင်ပြီးပိုးကောင်ကောင်များကိုက်နေရသလား။အဲ့ဒီလိုဆိုကတားငယ်ကိုဇနီးဟာတင်းထုံလက်သို့ပြောင်းပစ်လိုက်ပါတယ်။ဟောအခုတော့ကောင်ကလေးကတီကနဲ့ဖျက်ချလိုက်တယ်လို့အငိုရက်သွားပါတယ်။တင်းတော်ဟာ ကလေးကိုမှပတ်ထားတဲ့အနည်းများကိုလှန်လို့ရရှာပါတယ်။ ။ဘာကောင်းမှမတွေးပါဘူးတော့တော်သားလက်သွားလာလာမှမသိရ။အောင်မောင်းကွက်ကနေမျက်နှာတကြားပြက်သွားပါတယ်။တင်းထုံရဲ့ရှင်ဝင်ထဲမှာတားငယ်ကိုစူးစကြည့်ရင်ခေါင်းထဲမှာတော့မှောင်ဝမ်းဝါအတွင်းမြင်တစားဝေဝဲလာလိပါတယ်။ဒီအဖြစ်မျိုးကြုံရတာဒီတစ်ချိန်နဲ့မဟုတ်နှစ်ချိန်သုံးချိန်ရှိခဲ့ပါတယ်။သူ့လက်ထဲသို့ရောက်တာနဲ့ကလေးရငိုပြီးတစ်ချိန်မှာငုံရဲကြတဲ့ကတားငယ်ရဲ့ပါမို့နှုတ်ထွေးလေးကိုအတင်းနမ်းမိလိုက်ရာကောင်းလေးရတက်မတက်ချက်မတက်ဖြစ်ပြီး ြာနမ်းသွားခဲ့ပါတယ်။ကလေးကသူ့ကိုမလိုလားတဲ့သဘောလားအဲ့ဒါလိုတွေးလိုက်ပါတယ်။သို့တော့ကလေးကအခုမှလာသားရွယ်လေးပဲရှိပါသေးတယ်။စင်စားတွေးခေါ်တိနာလေတက်သေးရမဟုတ်လို့လာတဲ့မလို့လာဘူးဆိုတာဒီရွယ်ကလေးမှရှိနိုင်ပါမည်တဲ့လားဒီကောင်ကလေးမှဘယ်ဘက်လက်မှာတော့အလယ်လက်ချောင်းလေးတုံးချောင်းပထမလက်စင်အောင်မှတိတိကျကျပြတ်နေပါတယ်မောင်နေဝင်စားတာများလားလို့သူကတွေးမိလိုက်ပါတယ် ြစ်နာခြင်းရှိသည်တို့ကိုဆင်ရှား၍စဉ်းစားနေမိပြန်ပါတယ်။မျက်နှာပုံမှန်သဏ္ဍာန်မိမိကမျက်နှာတွေ့တဲ့နှာရံပေါ်တဲ့နှရွက်တေးတေးအခုဒီကောင်ကလေးမှာမျက်နှာပြပြဝဝနှာရံမထင်ရှားနှရွက်နှစ်ဖက်ကား၍ကြီးပါတယ်။မောင်နီနဲ့တတိယလည်းဖြစ်ပါတယ်။ပြီးတော့အသားကလည်းမောင်နီအတိုင်းပဲဖြစ်ပါတယ်။မိမိကညုံယုံတာမကမဲတဲ့ဘက်သို့အနှဲငယ်သေးပါတယ်။စင်စင်မောင်နီဆိုတာကအခြားလူမဟုတ် တင်းထုံရဲ့ပထမယောက်ျားဖြစ်ပါတယ်။မိမိရဲ့တငယ်ချင်းလည်းဖြစ်ပါတယ်။သူ့အသက်ခံရပြီးတည်ဆောင်းသွားခဲ့လေပါတယ်။တင်းထုံရဲ့ဒိုသားကလေးဟာမောင်နေဝင်စားရများဖြစ်နေရော့သလားကွာ။အဲ့ဒီလိုမျိုးတင်းထုံကိုဖွင့်ရခဲ့ဘူးပါတယ်။အိုးမဖြစ်နိုင်တာကိုအောင်မောင်ရဲ့လူဝင်စားဆိုရင်အိမ်မက်မက်တယ်တဲ့တော်ရဲ့အိမ်မက်ထဲမှာခွင့်တောင်းပြီးမှဝင်စားကြတာဆိုပဲအခုကျမဘာအိမ်မက်မှမမက်တာဒီကောင်လေးရဲ့ရုပ်က မောင်နီးနဲ့ဆင်နေသလားပဲတော်ကလေဒီရွယ်ကလေးရုပ်ကိုခံမှန်းလို့ရတာမှမဟုတ်ပဲရုပ်ကတော့အမြဲပြောင်းနေတတ်တယ်ရှင်အောင်မောင်ကသူ့စိတ်မှာဖြစ်ပေါ်လာတဲ့တန်တရားအတွေးမြင်များကိုတပင်စီတဆစီဆွဲထုတ်လျက်ရှိပါတယ်တင်းထုံကအောင်မောင်ရဲ့တန်တရားများကို ခြေဖြတ်နေပါတယ်မင်းရဲ့သားငါချီတန်းတက်မတက်ချက်မတက်နင်းကန်ငိုးနေရဘာဖြစ်လို့လဲကွာကလေးဆိုတာအမေကိုတိတ်တိတယ်ကိုအောင်မောင်ရဲ့ မွေးလာပါပြီဆိုကြရအမေရှင်ခွင်မှာပဲနေခဲ့ရမဟုတ်လားလို့အမေလက်ထက်ကအခြားတယောက်ပြောင်းလိုက်တာနဲ့အထီးတွေ့ချင်းအားစမတူဘူးလေတော်ဟာကလေးကိုမချီတက်ချီရက်နဲ့ချီတော့ကလေးသားတွေနားချင်းနဲ့နားသားမှာပေါ့ဟင်ဒါဆိုလဲကွာဒီကောင်လေးလက်ချောင်းသုံးချောင်းကတိတိရပြက်နေအောင်မိဘပြောမလဲမောင်နီဓာခုတ်ခန့်ရတော့ကလက်ချောင်းသုံးချောင်းပြက်နေဆိုမဟုတ်လားအိုးကိုအောင်မောင်ရေတိုက်ဆိုင်တာပဲဖြစ်ပါလိမ့်မယ်ဒီတခါတော့အောင်မောင်က နှကန်းစော်ကိုတင်းတင်းဆေးပြလိုက်ပါရင်ဟွန်းတိုက်ဆန်လိုက်ပုံကလေးကွာတီပဲတီးကြလုံးနေအောင်မောင်းနဲ့သင်းထုံတို့ရဲ့တာကလေးကပက်လက်ရွယ်ကဒီလာမဟုတ်သေးတဖြည်းဖြည်းကြီးလာလေးလေးမောင်းနေနဲ့ပိုရတူလာလေးလေးဖြစ်ပါတယ်ဘေးပတ်ဝင်ချင်ကဆောင်သတိပြုမိလာပါတယ်ဟဲ့သင်းထုံမွေးထားတဲ့ကလေးကသူ့အရင်ယောက်ျားမောင်းနေနဲ့တပုံဆန်နေပါလားဟုတ်တယ်တော့ ကျမလေးတနေ့ကမှသွားကြည့်မိရဲ့တကယ်မောင်နီမမောင်နီချွတ်ဆွတ်ပဲအဲ့ဒီလိုသတင်းတွေကရွာထဲမှာပြန့်နှံ့နေပါတယ်တနေ့မှမောင်နီရဲ့အဖေနဲ့မေဟာအောင်မောင်းတို့ထံပေါက်ချလာပါတယ်အဖွာကြီးကချွေးမဟောင်ဖြစ်သူကိုခီးရောက်မဆိုင်မေးပါတယ်ဟဲ့တင်းထုံညီတို့စီကိုငါနေရောက်နေဆိုရှင်တင်းထုံမှာမျက်လုံးချက်ချလဲကဘာဖြစ်ရမှန်းမသိဖြစ်နေလေပါတယ် ဒီလိုပါဟဲ့တင်းထုံရဲ့နေမွေးတဲ့ကလေးဟာငနေဝင်စားတာလို့လူတွေပြောကြလို့လို့တို့လာကြည်တာပါကွယ်ဟုတ်ကောဟုတ်လို့လားအဖိုးကြီးကဝင်းရင်ရှင်းပြရင်နောက်ဆက်တွဲမင်းကိုထုတ်ပါတယ်ကလေးဟာသူ့နဲ့တော့တတော်ကိုသူ့ရဲ့ဖေဒါပေမဲ့သူဝင်စားလာပါလာတော့ကျမလည်းမပြောတတ်ဘူးတင်းထုံရဲ့အေးဆက်ဆက်ဖြစ်ကိုအဖွားကြီးကျေနပ်ပုံမရမျက်စောင်းတစ်ချက်ခဲလေးရဲ့ညီကိုအိမ်မက်မပေးဘူးလား ဘာအိမ်မန်းမှမပေးပါဘူးမေရဲ့။ရွာထဲမှာလူတွေပြောကြလုံလို့လာကြည့်ကြပါအေး။ကဲဘမလည်းညီးတောင်ကြည့်ပြစီခေါ်ဆမ်းမအောင်။ရှိပါတယ်အမေ။ကလေးကသူ့အဖေပြန်လာချိန်နီးလို့အိမ်ထဲဝင်ပုန်းနေရပါ။ "तू ကသူ့အဖေကိုတိတ်ကိုကြောက်တယ်။ကျမသားလေးကိုတော့ခေါ်လိုက်အောင်မေတင်းထုံထားသွားတော့ခါအဖိုးကြီးကတွတ်တွတ်ဆဆဖြင့်စကားဆိုလိုက်ပါတယ်လူတွေပြောပုံရတော့ကလေးကငဏီနဲ့တရုတ်တဲ့ချွတ်ဆိုတဲ့ တင်းထောင်ကအိမ်မက်တွေပါလိလဲမမတ်ဘူးဆိုတော့အင်းငန်နေကိုဝင်များကြံငက်လီရောသလားအဖွာကြီးမျက်လုံးပြူသွားပါလိကြံကြီးစရာတော့အောင်မောင်းနဲ့တင်းထောင်ညားကြတော့ကျုပ်တို့သားငန်နေဆုံးတာနှစ်နှစ်ပဲပြေးတော့မယ့်ဥစ္စာဘန်းနဲ့ကိုဝင်ကြံမမတော့အင်းအဲ့ဒါလေဟုတ်သားပဲလေအဲ့ဒီချိန်တင်းထောင်ကကလေးချီလျံအိမ်ထဲမှာထွက်လာပါတယ်အောင်မောင်းကခြံဝါးမှဝင်လာပါတယ်ကလေးမှာ ခုနလကျော်ရှစ်လသားရွယ်ဖြစ်ဖြစ်ဖွဲ့ဖွဲ့ဘဝကကဲချစ်စရာလေးဖြစ်ပါတယ်မျက်လုံးလေးများကကြည်လင်တပနေပါတယ်အဖိုးကြီးနဲ့ဖွားကြီးကသူတို့ရဲ့တောင်မောင်နေငယ်စဉ်ကပုံတွေကိုပြေးပြီးမြင်အောင်လိုက်ပါတယ်ကလေးကမိခင်ဖြစ်သူရဲ့ရှင်ဝင်ထဲမှာလက်ချောင်းလေးများကိုဗက်ဆက်ပြစ်ဆုပ်လျက်ဆော့ကစားရင်ပါလာလိုက်ပါတယ်အဖိုးကြီးနဲ့ဖွားကြီးကိုမြင်တော့မျက်လုံးတက်တော့ကလေးများဖြင့်လှမ်းကြည့်လိုက်ပါတယ်ပြီးရင်တော့ဗက်ဆက်မှာဆုပ်ထားတဲ့လက်ချောင်းမြောက်ထုတ်ပြီး လက်နှစ်ဖက်စက်တန်းကအချီခိုင်းနဲ့အမူအရာပြပါတယ်။ဟဲလက်ချောင်းလေးသုံးချောင်းကလေပြက်လို့ပါလား။ဒါဒိုသားလင်ကနီ အစ်စ်ပဲ။အဖိုးကြီးနဲ့ဖွားကြီးတို့ဟာကလေးကိုအငမ်းများလူဖက်လိုက်ကြပါတယ်။အမောင်ကတက်ပြင်းတစ်ချက်ကိုတိတ်တခိုချမိနေပါတယ်။အမောင်နဲ့တင်းထုံတို့ရဲ့သားကိုမောင်ကြီးရဲ့မိဘနှစ်ပါးအဖိုးကြီးနဲ့ဖွားကြီးတို့တက်တဲလို့ဖြစ်သွားကြပါတယ်။သူတို့တော့ မောင်နေဝင်စားတာအမှန်ပဲလို့ရတိပြတ်ယုံကြည်လိုက်ကြပါတယ်။အစာပိုင်းမှာသူတို့ဟာကလေးအတွက်စားစရာများမုန့်နဲ့အဝတ်အစားများဝယ်ဝယ်ပေးပါတယ်။နောက်တော့အဖွာကြီးကတင်းထောင်ရဲ့တို့အိမ်မှာလေကလေးမြင်းငယ်ရှိတာမှမဟုတ်ပဲညီတောင်တို့အိမ်လာပို့ထားပါဟေ။ညီလေတစ်ဖက်ကတက်တာတာပေါ့။လယ်လုတ်ကန်အလုတ်ကိုလုတ်နိုင်တာပေါ့။အဲ့ဒီလိုစကားဆိုလာပါတယ်။တင်းထောင်အောင်မောင်းနဲ့တိုင်မြင်ပါတယ်။ အောင်မောင်းကအတန်ကြာငံ၍စဉ်းစားလိုက်ပါတယ်။အောင်မောင်းကကိုင်းလုံလဲလုံကိုအလောဘတကြီးလုံသူဖြစ်ပါတယ်။အေးကောင်းတာကွာမင်းလည်းစဉ်းနိုင်တာပေါ့။အောင်မောင်းသဘောတူပါတယ်။အဲ့ဒီလိုနဲ့နန်းနန်းလင်းရင်တော့အောင်မောင်းနဲ့တင်းထုံတို့ရဲ့တာကလေးကအဖိုးကြီးအဖွားကြီးအိမ်တို့ရောက်သွားပြီးကလေးကိုတင်းထုံကနှိုးဝတိုက်ထားခဲ့ပါတယ်။နောက်တော့နှိုးစာချိန်များမှာအဖိုးကြီးကနွားနို့တိုက်ထားပါတယ်။မြို့မှာဘစ်စကတ်မုတ်တွေမှားကျွေးထားပါတယ်။ ထမင်းကိုပြောနေအောင်နို့ဖြစ်ကြိုကတကြားထက်၍ကြွေးပါတယ်။အဲ့ဒီလိုနဲ့ကလေးကမကြမီနို့ပြတ်သွားပါတယ်။ညနေတိုင်း၍တင်းထုံသွားခေါ်ရင်ကလေးကလိုက်ပြမလိုက်ချင်သေးသူကလည်းအဖိုးကြီးအဖွားကြီးပေါ်တွေ့တာပါတယ်။သူ့အဖိုးကြီးအဖွားကြီးကသူ့တို့သားရဲ့နာမည်ကိုပြောင်းမြန်လုပ်ကနေမောင်လို့အမည်ပေးထားကြပါတယ်။တရွာလုံးကလည်းနေမောင်လို့ပဲအတိမတ်ပြုခေါ်ဝေါ်ကြပါတယ်။ကလေးဖေဖြစ်သူ အောင်မောင်းမှာတော့သူ့သားငယ်ကိုနာမည်လေးများပေးခွင့်မရလိုက် အတော်ကွာကြကြနိုင်နေဖြစ်ပါပဲအောင်မောင်ကသူ့သားကလေးဖြစ်မောင်နေဝင်စားခဲ့လေသလားလို့အစောဆုံးတန်ရားဝင်ခဲ့သူဖြစ်ပါတယ်ကလေးရဲ့ရုပ်ရည်အတွင်ပြနေပြက်နေလက်ချောင်းလေးတုံးကြကြအဲ့ဒီတန်ရားဟာစတင်ခဲ့ခြင်းဖြစ်ပါတယ်တစားတစားဖြစ် ကလေးရဲ့ထူးခြားချက်များကိုသတိမူလာခဲ့ပါတယ်ကလေးကသူ့ချင်းငိုပါတယ်သူ့ခေါ်ရမရနည်းနည်းလေးကြီးလာတော့သူ့အလိုလိုနေရင်ကြောက်ရွံ့မုန်းတိနေရဟန်မြင်တွေ့ရပါတယ် သူ့အနာတို့လုံးဝမကပ်ပါသူ့ဘာကြွကြဲကောင်းလေးရမစားသူ့အိမ်မှာရှိနေကောင်းလေးကအမေနားမှာသာအမြဲကပ်နေပါတယ်အဲ့ဒီချက်ညာကအမောင်းရဲ့တန်ညာကိုပို့ရကြီးထွားစီပါတယ်အမောင်းကရှင်သွင်းမှာကြိတ်၍ဆူတောင်းနေမိပါတယ်ဒီကောင်းလေးမောင်းနေဝင်စားတာမဟုတ်ပါစေနဲ့ရွာထဲမှာလူဝင်စားဆိုတာကိုမယုံကြည်ရဲ့လူငယ်ချို့လည်းရှိပါတယ်သူတို့ကလူဝင်စားဆိုတာအလကားပါကွာအကြောင်းတရားချို့ မတော်တဆတိုက်ဆိုင်သွားခဲ့တာတွေပါဒါအလူတွေကပုံကြီးချက်နေကြတာလို့စကားတန်လွှင့်ပါတယ်အေးမင်းတို့မယုံဘူးဆိုတဲ့ကောင်တွေစောင့်နေကြဒီကလေးစကားတက်လာရင်တနေ့ကြတော့မှဒီကလေးကငါသားမောင်နေဝင်စားတာဟုတ်တယ်မဟုတ်ဘူးဆိုတာအဖြေပေါ်လာလိမ့်မယ်အဲ့ဒီလိုမောင်နေအဖေအဖိုးကြီးကတောက်ပြန်ပါတယ်နီမောင်ကလေးစကားပြောတက်လာမယ့်ချက်ကိုအလုံးကစောင့်ဆိုင်နေကြပါတယ်သူစကားတက်လာရင်ဘာတွေများပြောလာပါလိမ့်လို့ သိလို့ကြပါတယ်။အောင်မောင်းတယောက်လည်းအသေးတထိတ်ထိတ်ရေးတဖို့ဖို့ဖြစ်နေမောင်စကားပြောတတ်စပြုလာပါတယ်။သူ့အမေရဲ့ရေမက်ကိုပုတ်လျက်မမမမအဲ့ဒီလိုခေါ်ရမှာနောက်တော့မမေးလို့ပပိသဖြစ်လာပါတယ်။တင်းထုံမှာဝမ်းသာလုံးနာကြောင့်တားငယ်ကိုပွေဖက်၍အငမ်းမရနမ်းပါတယ်။အောင်မောင်းကအနာရောက်လာတော့တင်းထုံကလက်ညှိုးညွန်ပြကဖေဖေးလို့ခေါ်လိုက်စမ်းသားလေး ဖေဖေလို့ခေါ်လိုက်စမ်းတားငင်အောင်အဲ့လိုခိုင်းပါတယ်နေမကလေးကဖခင်ရဲ့မျက်နှာကိုတက်ချက်ဆိုက်ကြည့်ပြီးခေါင်းတစ်ဖက်သို့လှည့်သွားပါတယ်ပြီးတော့ခက်ဆက်ဆောင်ပြောလိုက်တော့အတန်တရန်ကလေးနှုတ်မှထွက်လာပါတယ်ထောင်းမခေါ်ဘူးလို့ပြောမှန်းအောင်မောင်ရောက်တင်းထုံမှသဘောပေါက်ကြပါတယ်အချီချင်းတစ်ချက်စုံလိုက်ကြပါတယ်နောက်တော့မျက်နှာမျိုးကပင့်သက်ကိုစီချလိုက်မိကြပါတယ် နေမဟာသူ့အဖေအမောင်းကိုသာအဖေခေါ်ရန်ငင်းဆန်ပါရင်မောင်နှီးရဲ့အဖေအဖိုးကြီးကိုအဖေအဖေနဲ့တဖေတဲ့ဖေနေပါရင်အဖိုးကြီးမှာပီတိတွေဖုံးရန်တပြုံပြုံဖြစ်နေပါရင်တွေးကြပြီလားကွဟေးလူဝင်စားမယုံတဲ့အကောင်ကြီးဒါတော့စကားတက်စားပဲရှိသေးရနော်ဒီထက်တက်လာရင်ဘာတွေပြောလာမလဲဆိုတာစောင့်ကြည့်နားထောင်ကြအဖိုးကြီးကလူဝင်စားမယုံဘူးဆိုတဲ့ရွာထဲမှာလူငယ်ချုပ်အောင် တုတ်ပြန်တဲ့စကားဖြစ်ပါတယ်။သို့တော့အဖိုးကြီးစကားကြောင့်တဲတဲ့ရင်မဖြစ်သွားရသူကအောင်မောင်းမှဒီထက်တက်လာရင်ဘာတွေပြောလာမလဲ။ဘာတွေပြောလာမလဲ။အောင်မောင်းလည်းသိချင်ပါတယ်။ခတ်တာကဒီကောင်ကလေးနေမှသူ့စကားမပြော သူ့ဘာမင်းမင်းတခုံးတလီမြပင်ပြန်မဖြစ်မိငင်ဖြစ်သူနဲ့စကားတွေတွတ်တီးတွတ်တာပြောနေခိုင်းမှတော့သူရောက်သွားရင် လုံးဝနှုတ်ဆက်အတန်တိတ်သွားပါတယ်။ ညနာကိုပင်တပတ်တို့လှည့်သွားလိုက်ပါတယ်။သူ့အားအတိမတ်မပြည့်ဘူးဆိုတဲ့တဘော။တင်းထုံရဲ့ဒိုသားလေးကငါ့ကိုဘားကြောင့်များဒီလောက်တူတူကောက်ကောက်ဖြစ်နေတယ်မသိပါဘူးကွာ။မင်းတို့သားမီးနှစ်ယောက်တည်းစကားပြောနေ ਉ ငါအเจ้าများထဲ့ပြောသေးသလား။အောင်မောင်းကတင်းထုံကိုမေးလိုက်ပါတယ်။မပြောပါဘူးကိုအောင်မောင်းရဲ့သူ့ကိုအောင်မောင်းအပေါ်ဘားကြောင့်တူတူကောက်ဖြစ်နေရလေတော့ကျမလည်းမစင်စားတတ်ဘူး။ အောင်မောင်ကအတန်ကြာငိုင်းလျက်စဉ်းစားနေပါတယ်ဒီကောင်လေးဟိုမောင်နေအဖိုးကြီးဖွားကြီးအင်ရောက်ရင်စကားတွေတိတ်ပြောတာပဲကွာအဲ့ဒါဘာတွေပြောတဲ့လဲကျမလည်းမမေးမိပါဘူးတော့ငါတော့ဒီကောင်လေးအဲ့ဒီအိမ်ကိုမလွတ်ချင်တော့ဘူးအိုးဘယ်ကောင်းမှမလဲကိုအောင်မောင်ရဲ့ဟိုကကိုသားလေးကိုချစ်လို့ဟာတော်ဝင်တော်ရသဘောထားသေးတဲ့ညာကြားတော့မှာပေါ့ဟင်းအမောင်ကပိတ်သက်စီတစ်ချက်ကိုရှာ၍ ချလိုက်ပါတယ်။သူ့နားမှာတော့မောင်နှမရဲ့အဖေအဖိုးကြီးပြောလိုက်တဲ့စကားများကို ပြန်လည်ကြားရောင်လာပါတယ်။ဒီကလေးဟာငါသားငနီမငနီအဆက်ပါကွာ။တေးချပါတယ်။စောင့်သာကြည့်နေ။မကြရင်သူ့ကိုဘယ်သူတတ်တယ်ဆိုတာသူ့ဘက်ဆက်ကထုတ်ပြောလာလိမ့်မယ်။အဲ့ဒီလိုလူဝင်စာပြောတဲ့စကားနဲ့ရဲရအရေးယူနိုင်ပါမလားအဖရဲ့။လူဝင်စာပြောတာတို့တရေတစေပူပြီးပြောတာတို့နတ်ဝင်ပြီးပြောတာတို့ကို တရားဝင်အတိအမှန်ပြုတ်တယ်လို့ကျွန်တော်တော့မကြားမိဘူးအဖောင်။အေးလူဝင်စာပြောတဲ့စကားတရားမဝင်ပေမဲ့စဉ်းစားစရာအချက်တစ်ချက်တော့ရလာတာပေါ့ကွာ။ဟိုတော့ကွင်းဆက်ပြတ်နေခဲ့တဲ့တဲလွန်စာတွေကိုပြန်လည်ဆက်ဆက်တွေးတော့ပြီးအမှုကိုပြန်ပြီးစုံစမ်းထောက်လန်းနိုင်တာပေါ့။အဖိုးကြီးတွေးခေါ်စဉ်းစားပုံကမခေပါ။ဒီအဖိုးကြီးမှဟိုတစ်ခေတုန်းကရွာတကြီးလောက်ခဲ့ဘူးသူဖြစ်ပါတယ်။အမောင်ကတင်းထုံရဲ့ရှင်ခွင်ထဲမှာမျက်နှာအလျက် သူ့အောင်ကြောခိုင်းထားတဲ့တားငယ်ကိုတက်ချက်ဆိုက်ကြည့်ကတင်းထုံမင်းတောင်ငါဘာလို့လဲသိသလားဆိုတာမင်းကြီးစမ်းမအောင်ကွာတင်းထုံဟာတားကို သူ့အဖေဘက်သို့လှည့်ပေးပြီးလက်ညှိုးညွန်ကမေးပါတယ်တားလေမောင်နေမောင်အမေတားလိမ်မာပါလေကွယ်အဲ့ဒါဘာလို့လဲတားသိလားသိတယ်သိရင်ဘာလို့လဲပြောစမ်းတားအမေကိုပြောစမ်းကလေးကပြန်လှည့်သွားပါတယ် မိခင်အရှင်မှာမျက်နှာအပ်ထားလျက်ကတူတူကလေးဖြစ်ပါတယ်။အောင်မောင်းဟဲ့အောင်မောင်းရှင်နဲ့နေကနေခန်းစားတော့ပါတယ်။ကြည်စံဒီကလေးဒီထိတိတ်တက်နေပြီပဲ။မဟုတ်ဘူးလေတားရဲ့ဖေဖေခေါ်လိုက်စမ်းတားလေးဖေဖေလို့တင်းထောင်ကကလေးကိုအဖေခေါ်ခိုင်းနေပါတယ်။သို့တော်ကလေးကခေါင်းခက်ခါလေခါခါလုံနေပါတယ်။မျက်နှာကိုမိခင်ရဲ့ရှင်မအပ်ထားပါတယ်။ ဖခင်ဖြစ်သူအောင်မောင်ဘတ်တို့လုံးဝမလဲပါတင်းထောင်ဟာသူ့သားကိုအဖေခေါ်ရန်တတတို့တင်ပေးနေပါလေသားလေးနေမောင်အမေသားလေးကတိတ်ကိုလိမ်မပါရယ်ကွယ်ဒါသားလေးရဲ့ဖဖေးလေးခေါ်လိုက်ပါသားရယ်ဖဖေးလို့ခေါ်လိုက်စမ်းတောင်းဖဖေးအဖေအဖေကြီးဟောအမေသားလေးကအမေကိုချစ်တယ်ဆိုအမေကိုချစ်ရင်ဖဖေးလို့ခေါ်လိုက်ပါကွယ်နေမောင်ကခေါင်းကို တွတ်တွတ်လက်လက်ကြီးခါလျက်ပြပြတတပင်ပြန်ပြောလိုက်ပါလေခော်ဘူးတင်းထုံရမျက်လုံးအင်ဆုံးမမျက်ရည်ကြည့်လဲများလဲကအောင်မောင်းကိုလှည့်ကြည့်လိုက်ပါလေအောင်မောင်းကမျက်နှာချင်းအိုလျက်ငင်းငန်နေပါလေတင်းထုံနဲ့မောင်နီတို့မင်္ဂလာဆာမီကလေးကအောင်မောင်းမျိုးပေါ်သို့တက်ခဲ့ပါလေရွာမမနေချင်တော့သူအသေးနဲ့ရှင်ပွင့်အောင်ချစ်ခဲ့ရတဲ့တင်းထုံတယောက်တပားသူရှင်ခွေမှာပျော်ပိုက်နေတဲ့အဖြစ်မျိုးကိုသူမကြည့်ရပါမမြင်ဝော် တကယ်တော့တင်းထုံကိုသူ့သားရထိုက်တယ်လို့သူကယုံကြည်ပါတယ်။တင်းထုံရဲ့အချက်ကသူ့ဘက်တို့အလေးတာတယ်လို့သူခန့်စားရပါတယ်။တင်းထုံကအောင်မောင်းနဲ့မောင်နီတို့ရဲ့ဒီရွာမှာပဲမွေး၍ဒီရွာမှာပဲအတူတကွကြီးပြင်းလာခဲ့တဲ့တငယ်ချင်းတွေဖြစ်ပါတယ်။ငယ်စဉ်ကကစားပေါ်ကစားဖက်ရွာမူလာတန်းချောင်းတက်ကြတော့ကျောင်းသားဖော်တွေဖြစ်ကြပါတယ်။သူတို့သုံးယောက်ကအိမ်ချင်းနဲ့နေကြတော့လူတကာထပ်ပေါ်၍တွေ့တာခဲ့ကြပါတယ်။လေးတန်းအောင်မီနောင် မြို့ပေါ်ကြီးအလေတန်းကျောင်းတို့တွားတက်ကြတဲ့အခါသင်းထုံမပါတော့ပင်အောင်မောင်းနဲ့မောင်နီးနှစ်ယောက်တည်းသာ ဖြစ်ပါရင်15မိုင်ခီးမြတာဖြစ်တော့လေကားလည်းမပေါက်သေးပါငယ်သေးတဲ့အရွယ်လေးဆိုတော့စပိန်လည်းမစည်းတက်ကြသေးမြို့ပေါ်မှာတွားနေကြပါရင်အောင်မောင်းကဦးလေးအိမ်မှာနေပါရင်မောင်နီးကသူ့အဖေရဲ့မိစေတူအိမ်မှာနေပါရင်ကြောင်ပိတ်တော်မှာရွာတို့ပြန်ကြပါရင်အဲ့ဒီခါကျမှသူတို့ဟာသင်းထုံနဲ့စကားလက်ဆုံးပြောမကုန်အောင်ဖြစ်ကြပါရင် ခေတ်ကာလအခြေအနေရပင်ဆိုရပါတော့မယ်အောင်မောင်းနဲ့မောင်နီတို့ဟာအလေတန်းပညာကိုဆုံးခတ်တာအောင်မင်းမတင်လိုက်ရကြောင်းထွက်ခဲ့ကြပါတယ်အသက်ရွယ်ရလေမိဘရဲ့လေယာလုတ်ကိုကိုညင်နိုင်တဲ့အရွယ်တို့ရောက်နေခဲ့ပြီးမဟုတ်လားအပြုတ်ဖြန်းလူပြုတ်ဖြန်းလေးတွေဖြစ်လာကြတဲ့အခါငယ်တငယ်ချင်းတုံရတို့အခင်မင်မပြတ်ကြတော့လေရှန်အန်းအန်းကအပြောဆိုအဆက်ဆံခက်တန်တန်ဖြစ်သွားခဲ့ကြပါတယ်တင်းထောင်ဟာရွာမှာအချောဆုံးလှဆုံးကုန်းနောက်ကင်မလေးဖြစ်ပါတယ် အမောင်းနဲ့မောင်နီတို့ကလည်းမြို့ချောင်းထွက်လူရည်တက်နေဖြစ်ပါတယ်။သူတို့တော့ယောက်ကိုရွာကလူတွေကအကဲခတ်နေကြပါတယ်။သုံးယောက်တရွဲ့တွေအမဲနေ၍ရှားရမှာမဟုတ်ပဲနှစ်ယောက်တရွဲ့ဖြစ်ပြီးရင်တယောက်ကတော့တကွဲတပြဖြစ်သွားပေမယ်။အဲ့ဒီတယောက်ဟာဘယ်သူလဲ။ဒါကိုသိချင်နေကြပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီတယောက်ကအောင်မောင်းကိုတိုင်းဖြစ်သွားရသည်မှာရှင်းနာစရာကောင်းပါတယ်။တင်းထောင်ကိုဖွင့်ရချေးဆိုကြတဲ့ကာလမှာတပြိုင်တည်းလူလူဖြစ်ပါတယ်။တန်ရုံးစင်မကင်းသူတွေဖြစ်၍ ်တင်းထုံရုပ်ကြီးဆုံးဖြတ်ရခဲ့ပါတယ်။မပြတ်မသားသူရွေနေရဲ့အချိန်ဟာ အတန်ကြာခဲ့ပါတယ်။အဲ့ဒီအချိန်တွေကိုအခွင့်ကောင်းယူရင်မောင်နီကမိဘတို့ရဲ့စစ်ကူအင်အားဖြင့်အလုံးရဲ့ဝင်ပါတယ်။လူကြီးဆောင်ရဖြင့်ခက်တီတီဝင်ပြီးကြောင်းလန်းပါတယ်။တင်းထုံရဲ့မိဘတွေဘက်ကလည်းတငယ်ချင်းမြတ်တာမျှနေတယ်လို့အယူရှိကြပါတယ်။ဒါကြောင့်ကြောင်းလန်းလာတာကိုလက်ခံလိုက်ပါရင်တင်းထုံမှာဘယ်လိုကြောင်းပြချက်ဖြင့်ညှင်းပယ်ရမယ်ဆိုတာကို တွေးပြီးမတွေးတတ် အလွယ်တကူဖြစ်ပင်ခေါင်းငင်လိုက်ရပါတယ်။သူတို့မင်္ဂလာပွဲပြီးအောင်အောင်မောင်းတရားဟန်ဆောင်နေခဲ့ရပါတယ်။နောက်တော့မြို့ပေါ်တို့တက်ခဲ့ပါတယ်။ဦးလေးရဲ့ပွဲရုံမှာအလုပ်ဝင်လုပ်နေခဲ့ပါတယ်။ကဲပါကိုအောင်မောင်းရင်ဒီလောက်လေစိတ်မကောင်းဖြစ်မနေပါနဲ့။ကလေးကဘာတိတက်တရားမှတ်လို့နောက်တော့အဖေပဲဟာအဖေခေါ်လာမှာပေါ့။ငင်းငိုင်သွားတော့အောင်မောင်းရဲ့လက်မောင်းကိုအတားရပုတ်လျက်တင်းထုံအောင်ပြောပါတယ်။ဟဲ့ အောင်မောင်းရဲ့တက်ပြဲမှာရှေးလျာလေးလံလွန်းလာပါတယ်။နေမောင်းတို့အဖိုးကြီးနဲ့ဖွာကြီးကနာမည်မဲ့ထားခဲ့တဲ့အောင်မောင်းရဲ့တားကလေးကနှစ်ခါလဲကြော်ရွယ်တို့ရောက်လာခဲ့ပါတယ်။ဒီကာလတခြားတော့အောင်မောင်းကသူ့တားကလေးဘာစကားတွေများပြောလာလိမ့်မယ်လို့စိုးတထိတ်တိတ်ရှိနေခဲ့ပါတယ်။ဒီအချိန်ထိတော့ကလေးကယခုဘဝကမောင်းနေပါဟုသောစကားမျိုးတခွန်းတလီများမပြောသေးဘဝဟောင်းနဲ့ပတ်သက်၍တစုံတစများမဟာသည်ရုပ်ရည်တွင်ကတော့ တကယ်မောင်ကြီးအတိုင်းပဲဖြစ်ပါတယ်။လူတွေကဒီကလေးမောင်ကြီးဝင်စားရလို့ရှုံးချနေကြဆဲဖြစ်ပါတယ်။အထူးသဖြင့်မောင်ကြီးရဲ့မိဘများဖြစ်ကြတဲ့အဖိုးကြီးနဲ့အဖွားကြီးတို့ဖြစ်ပါတယ်။ကလေးကလည်းအဖိုးကြီးနဲ့အဖွားကြီးကိုကြတော့အဖေမိထပိုးရတွေ့တာပါတယ်။အိမ်မှာမိငယ်ဖြစ်သူတင်းထောင်ကို အမေလို့ခေါ်ပါတယ်။အောင်မောင်းကိုကဘလို့မျှမခေါ်အနာကပ်ပင်မခံအဲ့ဒီအိမ်ရောက်သွားတော့အဖိုးကြီးနဲ့အဖွားကြီးကိုအဖေအမေနဲ့တီတာနှွဲချဲနေတတ်ပါတယ်။ဒီအိမ်မှာက ဒီကလေးပါစကားလေးများပြောနေပါလိမ့်မလဲဟေးအောင်မောင်မင်းသားကလေးကသူ့မောင်နေဝင်စားတာပါလို့ပြောပြီဆိုဟုတ်လားဟာမပြောပါဘူးကွာဒါဆိုမင်းတို့အိမ်မှာမပြောဘဲနဲ့ဟိုသူ့အဖေသူ့အမေအိမ်မှာပြောတာဖြစ်မယ်ကွာဘဲကသူ့အဖေသူ့အမေရှိသေးလို့လဲကွာအော်မင်းကလေ तू ကအရင်ဘွားမောင်နေမဟုတ်လားဒါကြောင့်ဟိုအဖွားကြီးအဖိုးကြီးကိုသူ့အဖေသူ့အမေလို့ငါကပြောလိုက်တာပါကွာ ြောသူဟာအောင်မောင်ကွက်ကနေမျက်နှာပြတ်သွားတာကိုအရေးကြလိုက်ပါတယ်။ဘာလဲမင်းကဟိုကောင်မောင်နေမင်းနဲ့တင်းထုံထက်ဘဝဟောင်းကသူ့အဖေနဲ့အမေကိုအချစ်ပို့သွားမှတွေးပြီးစိတ်မကောင်းဖြစ်သွားတာလားကွာအောင်မောင်။ဘာဖြစ်တယ်လဲကွာ။ဟိုပို့ချစ်သွားတော့အထင်းရအောင်တတ်တာတည်ရင်ဘာပဲပြောပြောကွာကိုတငယ်ချင်းတရားကိုစီမှာလာဝင်စားတာပြောစရာကောင်းမှတည်ရင်ရှေးရီဆက်တွေပေါ်အောင်မောင်းရ။အောင်မောင်းရွာလေးတို့ထွက်လင်း ဲ့ဒီစကားများကိုတောင်ကြားရတတ်ပါတယ်အိမ်မှာတင်းထုံကိုအောင်မောင်းမေးပါတယ်ဟဲ့တင်းထုံဒူသားလေးကသူ့မောင်နေဝင်စားတယ်လို့ပြောနေပြီဆိုမပြောပါဘူးတော့တော့ဘသူကပြောလို့လဲရွာထဲမှာပြောနေကြတာဟာအင်းဒါဆိုဒီကလေးဒူးစီမှာမပြောဘဲဟိုအိမ်မှာပြောတာဖြစ်ရမယ်ဘယ်အိမ်လဲတော့ဘယ်အိမ်ရမလဲကွာမင်းရဲ့ရောက်ခမဟောင်းကြီးအိမ်မော့အိုးအဲ့ဒီအိမ်မှာပြောရင် သူတို့ကကျမကိုပြန်မပြောပဲနေပါမလားကိုအောင်မောင်ရဲ့အောင်မောင်ဘာမှပြန်မပြောအဝေးတနေရာသို့ငေးမော်လျက်မှိုင်တွေချနေပါရင်ဒီကိစ္စမှာမြုပ်ကွက်တစ်ခုရှိနေပြီလားလို့စိတ်ထဲမှာတန်တရားဝင်လာပါတယ်နေမောင်ကလေးဟာမောင်နေဝင်စားသူဖြစ်တယ်ဆိုတာမိမိမသိစေချင်ပေဖုံးကွယ်ထားကြရတလားနားထဲမှာမောင်နေအဖေအဖိုးကြီးပြောတဲ့စကားများကို ပြန်လည်ကြားအောင်လာပါတယ်သူ့ဘသူတက်တယ်ဆိုတာသူ့ဘက်ကထုတ်ပြောလာလိမ့်မယ် အခုချိန်ဆိုရင် မောင်နေဝင်စားရင်နေမောင်ကလေးကဘဝဟောင်းကသူ့အဖေအဖိုးကြီးအားသူ့ကိုတတ်တယ်လက်တယ်တရခန်ဘသူဆိုတာပြောပြီးသွားပြီလားသူ့ရတဲ့အလေကမိဖို့အနည်းမှာစောင့်ကြောက်ထိုင်လျက်မိလုံနေစဉ်အပေါ်စီးမှထားဖြင့်ခုတ်လိုက်တဲ့လူသားသမားကို သူ့ရှိတ်ခနဲ့မြင်ချင်မြင်လိုက်နိုင်ပါလိမ့်ဘယ်လက်ဖြင့်စီးကခတ်လိုက်တဲ့အတွက်သူ့လက်ချောင်းလေးများပင်ပြတ်သွားခဲ့ရပါတယ်အဲ့ဒီညကအယောက်ကမတက်အေးဆက်နေခဲ့ပါတယ် နှင်းတို့မှုံဝင်နေလိုက်ဒီမှာတလောကလုံးပိမ့်ပိမ့်နေပါတယ်။နနက်အာယုံမတက်မီကိုင်းထွက်ရန်ထွက်လာခဲ့တဲ့မောင်နေဟာသူ့ရဲ့လက်တဲထဲမှာဓားပြစ်ခုတ်တက်ခံရပါတယ်။အဲ့ဒီလူတက်မှုမှာတရက်ခံမပေါ်ခဲ့ပြီ။လင်းနဲ့တင်းတင်းပဲပြည့်ပြီးတော့ပါမယ်။အခုလောက်ဆိုရင်မောင်နေအဖေဖိုးကြီးကသူ့တောက်တက်တဲ့လူတက်သမားဘသူဆိုတာသိနေနေလောက်ပြီလေ။တခုခု မကြံစီပဲနေမြလား။ ရဲကိုသွားတိုင်းလဲရဲရအမှုပြန်ဖို့ပြီးစုံစမ်းစစ်ဆေးမှုတွေလုပ်ပေးပါလိမ့်မယ်။အခုဒီဖို့ကြီးရဲကိုတိုင်မုံမရအောင်အိမ်မှာပဲခတ်အေးရှိနေပါတယ်။ဘဲမှမသွားသို့တော့တနေ့ကလူမိုက်ကြော်ကြီးနဲ့တွေ့မှစကားပြောနေရကို တွေ့ခဲ့ရပါတယ်။ကြော်ကြီးကဓာခုံမှုဖြင့်ထောင်နေကြင်ကြဘူးပါတယ်။နွားခိုတက်အရက်ပုံးရောင်စတယ်မကောင်းမှုကို လုံနေသူဖြစ်ပါတယ်။အဖိုးကြီးကသူနဲ့တီးတို့တိုင်မခြင်းဟာ ။တွေ့ရတာရဟုတ်ပုံမရသူ့သားအတွက်ကလစားချင်ရန်ကြံစီနေချင်းတာဖြစ်ပါတယ်။အောင်မောင်းသဘောပေါက်သွားပြီးအဲ့ဒီညနေကမြို့ပေါ်ရှိရဲစခန်းထဲသို့အောင်မောင်းဝင်သွားပါတယ်။လွန်ခဲ့တဲ့လင်းနေ့ကကိုကိုစုရွာလေထဲမှာမောင်နီအောင်တက်ခတ်ပါတယ်လို့ဝန်ခံဖြောက်ချက်ပေးကအဖမ်းခံလိုက်လိပါတယ်။သို့တော့ညီမောင်ကလေးကသူကမောင်နီဝင်စားသူဖြစ်ပါ၍လကောင်သူ့အားတက်ခဲ့သူမှာအောင်မောင်ဖြစ်ပါသည်ဟူ၍လကောင်အဲ့ဒီချိန်ကမပြော ။နောက်နေလဲပြောမလာခဲ့ပါအောင်။အောင်မောင်တယောက်တိမသွားခဲ့ပါချင်။ပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။နားဆင်အပြေခဲ့ကြတဲ့ပြိတ္တများအလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေရှင်။ဇလန်လေးကိုနားဆင်ပြီးဆိုတော့ကျမတို့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။နောက်နေ့တွေမှာလည်းဘလို့ဇလန်းလေးကိုတင်ဆက်ပေးမယ်ဆိုတော့ပြိတ္တများကစောင့်မျှော်အားပေးကြပါအောင်ရှင်။ ကျမတို့ channel လေးမှာဇလန်းလေးမြောက်နားဆင်ရင်ပရိသတ်များအလုံးဘဝမောများပြည့်ပြောင်းနိုင်ကြပါစေလို့ကျမတို့ channel လေးမှာစုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။